ာ7နာရီမှာကမ်းမဲ့ AU Sport နဲ့ပါရှိချာဗောဗျာဒီပွဲစဉ်ဗောဒီပွဲမှာတော့တဲပြထားတယ်ဗောနော်ဘူပေါင်းကြီးကနှလုံး60ရှုံပြထားတာတွေ့ရတယ်ဗောနော်ဆရာအနေထားကြည့်မယ်ဆိုအင်ရှင်အစင်းကအဆင့်5မှာရှိရ44မှာပါရှိချာတော့အဆင့်30မှာရှိရဗောနော်36မှာပေါ့ဒီအသင်းကတော့ဟိုမရောက်ဒီမရောက်ဖြစ်နေတဲ့အသင်းဗောနော်အင်ရှင်အသင်းဖြစ်တဲ့ကျွန်တော် AU Sport ကတော့ဘာသာဖြစ်ဖြစ်ကျွန်တော်မျှော်လင့်ချက်လေးရရှိပြီးတော့44မှာဆိုတော့ သူအပေါ်ကအသိငယ်နဲ့အမကတောင်းလင်းမှပဲကွာတာပေါ့ဗျာကျွန်တော်ယူရိုပါလက်တနင်္လာဝင်ခွင့်ပေါ့နော်ယူရိုပါကွန်ဖရင့်စ်လက်တနင်္လာဝင်ခွင့်ပေါ့ဗျာမျောလင်းချက်လေးတော့ရှိတယ်ပေါ့ဗျာဆိုကျွန်တော်ပထမအချောင်းကတော့ဝမ်ဝမ်ချခဲ့တယ်ပြီးရင်သူတို့တူရကီစူပါပေါ့နော်ဒီကပ်ဂိမ်းမှာလည်းတစ်ချိန်တွေ့ထားတယ်ဇီဇီချခဲ့သူတို့တွေ့ထားတဲ့နှစ်ချိန်လုံးမှာဘောအောင်ချထားတာတွေ့ရတယ်လက်ရှိအင်ရှင်အသိဉာဏ်ကာရာဖောင်အင်ခွင့်၅ဘွဲ့ကြီးမှဆိုရင်တော့၃ဘွဲ့နဲ့တစ်ဘွဲ့တည်းတစ်ဘွဲ့ရှုံးပါနော် ဆိုဒီအသင်းကဂိုးသွင်းနိုင်ရန်ရှိတယ်အိမ်ခွင်းမှာဆိုရင်ကျွန်တော်ဘယ်လိုပြောမလဲအသင်းလိုက်ဆွေးနွေးမှုကောင်းတယ်ပေါ့ဗျာဂိုးသွင်းနိုင်ရန်ရှိတယ်ပေါ့ဘာရှိချာအသင်းရဲ့အဝေးခွင့်ပွဲငါးပွဲကိုကျင်းနေဆိုရင်တပွဲနဲ့တပွဲတည်းကိုတောင်းပန်ရှောင်ထားတယ်ဒီအသင်းကလည်းတိုက်စစ်တော့ကောင်းတယ်နမခံစစ်ကတော့တော်တော်လေးပေါက်နေတာတွေ့ရတယ်ဘာလို့ဒီနှစ်သင်းရကျွန်တော်နိုင်ဂျီယာနောက်မှာဆိုတော့အင်ရှင်အသင်းဖြစ်တာဘာလို့ ်38000ခန်းတော့ဘောနော်အဝေးကွင်းတင်ဖြစ်တဲ့ပဲရှိချာ39000ခန်းတော့ပေးထားတာတွေ့ရတာဘောနော်ဝိုင်းစဘက်လောင်းမှညီကိုတွေကတော့ဘိုတင်တူစကောယက်ရမှာဆိုရင်ကျွန်တော်တို့တစ်ထောင်လောင်းရင်100ရမယ်နိုးရမှာဆိုရင်900ရမှာဘောနော်ဒီပွဲထဲမှာကျွန်တော်ဘိုတင်တူစကောယက်ဆိုတာခြိုက်ပါလားဒီလိုရှိရင်မင်း90တော့တမအနည်းဆုံးနှလုံးလောက်ပဲဖြစ်မှာဆိုတော့ဂျီဖွန်တာဘာဖြစ်လို့လဲဆိုတော့ဗျာနှစ်ချိန်တွေ့ထားတဲ့နှစ်ချိန်လုံးဘောဖြစ်ထားတယ်ဗျာ ပြီးလို့ရှိရင်ကျွန်တော်အင်ရှင်အသင်းဖြစ်တဲ့အယူစပေါ်ကအများဆုံးကျွန်တော်တို့တစ်လုံးတော့ပဲထည့်မယ်ဆိုတဲ့ခြေခွန်ထားတယ်ဘီရှိချာအသင်းကလည်းတစ်လုံးမထည့်မယ်ဆိုတဲ့ခြေခွန်ထားတယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော်က1121လို့ပဲထင်တယ်ပေါ့နော်ကျွန်တော် body မှာအင်ရှင်အသင်းဖြစ်တဲ့အယူစပေါ်ကြိုက်တယ်မန်စပယ်ရမယ်ညီကိုဒါတော့ voting to score yes ဆိုတာရိုက်ဖို့အကြံပေးချင်တယ်ဒီပွဲစဉ်က1121မဟုတ်ဘူးအီတလီ Serie A ပွဲစဉ်တပွဲဖြစ်တဲ့ဘီရိုနာနဲ့ပါမာဒီပွဲကတော့ည7:00နာရီခန့်မှာကမ်းမဲ့ပွဲစဉ်ဖြစ်ပါတယ်ဘီရိုနာ11:20ရှုံးကူပေါင်းနှလုံး50ရှုံးပြီးထားတယ်ပေါ့နော်တေဘယ်မှာဆိုရင်တော့အပေါ်အောက်ရှိတယ်ပေါ့ဗျာဘီရိုနာအဆင့်15ပါမာအဆင့်16 25နဲ့29ပါမာရဲ့အောက်မှာလက်ချီ25အမ်ပိုလီက23ပေါ့နော်ပါမာဒီပွဲရှုံးလို့မဖြစ်ဘူးအနည်းဆုံးတရေရအောင်ကံဖို့လိုတယ်ပေါ့နော် ီနှစ်တင်းရဲ့ပထမအကျော်တော်ကတော့ဗီရိုနာအတင်းက23ဆိုတော့ညလာနဲ့နိုင်ထားတာပေါ့ဗျာဝေးကွင်းမှာလက်ရှိကျွန်တော်ဗီရိုနာအတင်းရဲ့အိမ်ဝင်ကားဖောင်း၅ဘွဲကိုကြည့်မယ်ဆိုရင်အိမ်ကွင်းမှာတစ်ဘွဲနဲ့တစ်ဘွဲပြေးသုံးဘွဲရှုံးထားတယ်ပေါ့နော်ရှုံးတာအတ္တလန်တလာဇီကိုဘူလော့ညာဆောင်မှာရှုံးထားတယ်သူကသူနဲ့လည်းပဲရှိတယ်အတင်းကိုကျတော့သူကဘူသွန်းနိုင်ငံရှိတယ်အတင်းမင်းဖြစ်တာလည်းသူကတွေ့ရတယ်ပေါ့နော်ဒီပန်းမှာအတင်းရဲ့လက်ရှိကားဖောင်းအဝေးကွင်း၅ဘွဲကိုကြည့်မယ်ဆိုရင် ာမတင်အဝေးမြင့်ရတယ်ဗောနဒါမှဂိုးတကူတော့တွင်းနေတယ်နောက်တန်းတော်တော်လေးပွင့်နေတာတွေ့ရတယ်ဗောနတပွဲတရီလေးပွဲရှောင်းဂျီနိုအာမီလန်ကကရီယာဥဒီနဲ့အပေါင်းရှောင်းထားတယ်ဆိုတော့ကျွန်တော်ဒီ head to head ကိုကြည့်မှဆိုရင် head to head နောက်ဆုံးဆော့ကတဲ့၅ချိန်ကိုကြည့်မှဆိုလို့ရှိရင်တော့ကျွန်တော်ဘီရိုနာအသင်းက၃ချိန်နိုင်ထားတယ် head to head ဒီနေ့တင်းရနောက်ဆုံး head to head ကိုကြည့်မယ်ဆိုရင်ဘီရိုနာအတင်းက၄ချိန်နိုင်ထားတာတွေ့ရတယ်ပေါ့နော်။ပါမားတစ်ချိန်နိုင်ထားတာတွေ့ရတယ်။၃ချိန်ရကိုပေါ့၄ချိန်ကဘူအောင်ကြထားတာတွေ့ရတယ်ပေါ့ဗျ။ဒီနေ့တင်ရနိုင်ကြရတော့မှာတော့ဘီရိုနာ47ပါမ32ပေါ့ဗျာအခုတစ်ချက်သတိထားမိလားမသိပါမအတင်းအခုနောက်ပိုင်ပွဲတွေမှာတော်တော်လေးပေါ့နော်ခံစစ်တော့မကောင်းတာမှန်တယ်ဒါပေမဲ့တိုရီနိုတို့မွန်ဇာရိုဆိုတာဟိုအောက်ကဇာအောက်ကအတင်းနေပေါ့ဗျာမွန်ဇာရိုကတော့ ီလိုအတင်းတော့သူဂိုရအောင်သူတွင်းထားတာတွေ့ရတာပေါ့နော်ပြီးတော့ဗီရိုနာအတင်းရကြတာဘယ်လိုလဲဆိုတော့သူနဲ့တန်းတူတဲ့အတင်းနဲ့ဆိုရင်သူဂိုတွင်းနိုင်ငံရှိတယ်သူကတန်းတန်းမြင်ပြီးသူဂိုမတွင်းနိုင်ပေါ့နော်ဒီလိုအခြေအနေလေးဖြစ်နေတာတော့တွေ့ရတာပေါ့နော်ဝိုင်းဆက်ပေါက်ကြီးတွေကိုကြည့်ကြရမှာဆိုရင်ဝိုင်းဆက်မှာဖွင့်ထားတဲ့ protein dux score yes ပေါ့နော်တထောင်လောက်ရှေ့ရရမယ်ဒီပွဲစဉ်မှာ protein dux score yes ဖြစ်ပုံများတယ်နှစ်တင်းလုံးနောက်တာမကောင်း no no ရိုက်မှာဆိုရင်တထောင်လောက်900ရရမယ် မင်းနဲ့90တော့မှအများဆုံးတောင်းလုံးထူတာဖြစ်သွားမှာဆိုတော့ခြေဖွင့်ထားပါမယ်ပြီးတော့ကျွန်တော်မင်းနဲ့90တော့မှဘီလုံးနဲ့အတင်းအများဆုံးတလုံးတော့ဝယ်ရမယ်ဆိုတော့ခြေဖွင့်ထားတယ်ပြီးမင်းနဲ့90တော့မှကျွန်တော်ပန်းမှအတင်းတလုံးရအောင်ခတ်ခဲမှာဆိုတော့ခြေဖွင့်ထားပါတော့ကျွန်တော်တော့မချင်းဝင်ပြီးပွဲစဉ်ပါတော့ဒီပွဲစဉ်မှာပထမအဦးဆုံးအနေနဲ့ BTTS SSI ပို့ကျွန်တော်အကြံပေးချင်တယ်ကနောက်တန်းနေပွင့်နေတာပြန်လည်ဘူးထည့်မလို့ထင်တယ်ကျွန်တော် ဒီနေ့တင်းတွေ့တိုင်းအများအားဖြင့်လို့နာအသာစီရလေးရှိတယ်ပေါ့နော်ဒီတစ်ချိန်မှာတော့ကျွန်တော်က body ပေါ့နော် body မှာကျွန်တော်အများကြီးထိုးဖို့အကြံအမပေးခြင်းမူပေါ့နော်ကျွန်တော် body တက်ဆိုင်ဒီပွဲမှာကျွန်တော်ဘိုးပေါင်းအပေါ်ထိုးဖို့အကြံပေးခြင်းတယ်ပေါ့နော် my sweet amy ကိုရတာ body to score yes ဆိုအရာကိုကျွန်တော်အကြံပေးခြင်းပါတယ်တကယ်လို့ဘိုးပေါင်းမဆော့ခြင်း body ဆော့ခြင်းလည်းဆိုရင်တော့ပါပါလေးပါမရရင်ရိုက်ချီပေါ့ဗျာပါမလည်းရောင်းလာမလို့ကျွန်တော်ချင်ပါတယ် အီတလီစီးရီးယားနောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့လာဇီယိုနဲ့တိုရီနိုဒီပွဲစဉ်ကတော့ည7:45မှာကမ်းမပွဲစဉ်ပေါ့ဗျာလာဇီယိုအသင်းကတလုံး90နိုင်ဘူးပေါင်းနှလုံး90ရှုံးတလုံး90နိုင်တော့တလုံး90နိုင်တော့ပေါက်ဖို့ဖြတ်တယ်လို့ကျွန်တော်ခင်တယ်နော်ပေါက်တော့ပေါက်တယ်ရှားတယ်ဗျာဆရာအနေထားကိုကြည့်မယ်ဆိုရင်လာဇီယိုအသင်းက52တမတ်ပေါ့ဗျာယူရိုပါကွန်ဖရင့်လိယူရိုပါလိဝင်ခွင့်တနင်္လာအတွက်မျှော်လင့်ချက်တွေဆက်ရှိသေးတယ်ပေါ့ဗျာ တိုက်စစ်ကောင်းနဲ့ခံစစ်လက်ဘူးတွေပေးနေတာတွေ့ရတယ်။ကလိုရီနိုအတင်းကတော့အဆင်ဆက်တိတ်မှရှိတယ်ဟိုမရောက်ဒီမရောက်38ပေါ့ဗျာ။တရီဆက်တဲ့ဘက်ဆော့ထားတယ်။ရှောင်းတာကူးပဲရှောင်းထားတယ်ပေါ့နော်။ဒါသူတို့ဆုံးဖြတ်လိမ့်မယ်။တရီဆော့ကြတယ်သူတို့ကအားဆိုင်ပြီးဆော့ရဗျာ။ရှောင်းပေးချင်တယ်ဆိုတော့လည်းလည်းကူရှောင်းပေးတဲ့ဒီအတင်းအဲ့လိုမျိုးအတင်းရောက်တယ်။ဆိုလို့ရှိကျွန်တော်တို့ဒါစီကိုအတင်းရဲ့အိမ်ဝင်ကာရဖောင်၅ဘက်ကိုကြည့်မှဆိုရင် တပွဲနိုင်၃ဘွဲ၃ရေတပွဲရှုံးအပွဲစဉ်နဲ့အားလုံးမှာဂိုးတွေပေးထားတာတွေ့ရတာပေါ့နော်ကိုမိုဖီရင်တီနာမွန်ဇာနာပိုလီဦးတင်နဲ့အကုန်လုံးဂိုးပေးထားတာကြာဒီအတင်းကလုံးဝနောက်တန်းမှာဖွင့်ထားမှာလုံးဝအတက်ကင်ဆော့တာအတက်ကင်ဦးစားပေးရပဲသူတို့ကတော့နောက်တန်းမကောင်းဘူးနိုင်လည်းဂိုးပြတ်နိုင်မယ်တရေကြိုင်နဲ့ကြာပါမယ်အဲ့လိုမျိုးပေါ့နော်တိုရီနိုအတင်းကဝေးခွင့်ကကားဖောင်၅ဘွဲကိုချိန်မှာဖယ်တော့တပွဲနိုင် tông mất thì đầu hơi sông tu lẽ tu tu gần nó ta mà con nó ta này còn cồn này là tôi già đã bỏ nó này nó quay đến số môn giáo tu gì này là bọn tập quay bao nhiêu kinh sĩ à Fiorentina Atalanta bọn nó cho nó ba mà đủ các thứ mà tôi thấy khám số thằng ra tôi già thì nó thấy hai tuổi hết bài một chi mà thấy hai tuổi hết mà số một chi nó là gì ở thế à mẹ đã ta gì à thằng ra tôi già bọn nó nó không ngã gì hai tuổi hết mà số là gì quá သုံးချိန်နိုင်ထားတယ်တစ်ချိန်ကတူပြီเนาะတစ်ချိန်ကတည်ကြထားတယ်ဂိုးအောက်တော့ဂိုးအောက်၄ချိန်ဂိုးပေါ်တစ်ချိန်ကြထားတယ်ပေါ့เนาะဒီနှစ်ပြင်းနိုင်ဂျီယာနောက်မှာတော့လာဇီယော59တိုရီနိုက20ရာခိုင်နှုန်းဆိုတော့ကျွန်တော်ဒီတိုရီနိုအတင်းအဝေးဘက်မှာဆိုခန်းစစ်ကကျွန်တော်22နာရီပေးထားတယ်နော်တိုက်စစ်က20တခုရခိုင်တယ်လာဇီယိုအတင်းရဲ့အိမ်ကွင်းတိုက်စစ်က28ခုရခိုင်ပေးခု28ပေးခုခွင့်တော်တော်ပြုထားတာပြရတယ်ပေါ့နော် ဝိုင်းစွမ်းမှာကြည့်မှာဆိုလို့ရှိရင်တော့ voting to score yes ကို1500နိုးရိုက်မှာဆိုလဲကျွန်တော်800ပါပဲမိနစ်90အတွက်တော့အနည်းဆုံး3လုံးထိရောက်မှာဆိုတော့ခြေဖွင့်ထားပါတယ်မိနစ်90အတွက်တော့လာဒီဝါ1လုံးတော့ထဲမှာဆိုတော့ခြေဖွင့်ထားတယ်တူရီနိုအတင်းက1လုံးတော့ပဲရနိုင်တယ်ဆိုတော့ခြေဖွင့်ထားတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်က2111အဲ့လိုပဲထင်တယ်ဗျ2111ပေါ့နော်အခုဒီမှာကြည့်ရမယ်ဆိုလာဒီကိုအတင်းကလည်း ျွန်တော်နိုင်ပွဲတောက်လျှောက်ပေါ့နော်ကျွန်တော်ဟုတ်တယ်။နှစ်ပွဲသက်ရှိပေါ့နော်တောက်လျှောက်ပြောင်းနေတာ။ခုဒီနေ့ကိုတည်ရဆော့တယ်ဘောလုံးညာ 5G နဲ့မရှိမလားရှုံးတာ။ဒါပေမဲ့ဒီနေရာမှာတစ်ချက် note လုပ်ရမှာလာစီကိုအတင်းကနှစ်ပွဲသက်ရှုံးထားတာကျွန်တော်မတွေ့ဘူးပေါ့နော်။တစ်ပွဲရှုံးတယ်တစ်ပွဲတော့တည်ရကြောက်ကြတယ်တည်ရကြောက်ရင်ကြောက်မှမကြောက်နိုင်ဘူးပေါ့ဗျ။တိုရီနိုအတင်းကိုကြည့်မယ်ဆိုရင်တိုရီနိုအတင်းကတော့ကျွန်တော်ကာရာဖောင်၄ပွဲသက်ကောင်းနေတယ်မျိုးတွေ့ရတယ်ပေါ့နော်။ဒီပွဲစဉ်မှာတော့ body မှာကျွန်တော်တိုရီနိုကြိုက်တယ်တကယ်လို့ညီကိုလေး minus ပဲရမယ်ဆိုရင် voting to score yes ဆိုတာအခုကြည့်ပါတော့ဘူဘောင်းအပေါ်ရိုက်ချင်တဲ့ညီကိုရအများကြီးထိုးဖို့ကျွန်တော်အချက်မပေးချင်ဒါပေမဲ့ဘူဘောင်းအပေါ်ဖြစ်နိုင်တဲ့ရာရံတော့တော်တော်လေးများတယ်ပေါ့နော်80 30မျိုးပေါ့ဗျာ80ဘူဘောင်းအပေါ်30ဘူဘောင်းအောင်ဖြစ်နိုင်တဲ့ပုံစံမျိုးရှိတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ကျွန်တော်တို့ Spain La Liga ပွဲစဉ်ပေါ့နော် Celta Vigo နဲ့ La Palma ဆိုတဲ့ပွဲစဉ်ဖြစ်တဲ့ဒီပွဲမှာ Celta Vigo ကတလုံး30နဲ့ဘူဘောင်းတောင်းလုံး80အစားဆုံးမှာဖွင့်ထားတယ်ပေါ့နော်ဒီပေါက်ကြီးတွေကစတင်ကြီးတွေဖြစ်တဲ့အတွက် အနာနီအပြောင်းလဲထပ်ဖြစ်နေတယ်။ဆက်တာဘီကိုအဆင့်ကို39မှတ်ပေါ့နော်။39 40မှာမာရောက်ခါရှိမယ်။ဘယ်လ်ကန်တို့ရှိမယ်ဘက်တီက44ပေါ့နော်။ဘက်တီဗီလာရီရဲ့ပေါ့နော်ဘီလ်ဘာအိုဒီအတင်းနေရတော့ကျွန်တော်အပြောင်းအလဲဖြစ်မယ်အတင်းနေပေါ့နော်။ဆက်တာဘီကတော့ဒါယူရိုပါကွန်ဖရင့်စ်လေးတနေရာဝင်ဖို့အတွက်နောက်လိုက်ချန်နည်းတော့ရှိရပါဗျ။ဒီလိုရှိရင်ကျွန်တော်လက်ပါမစအပြင်ရအစင်စကူမှာရှိရတဲ့35မှာဒီပွဲကိုသူတို့ တော်တော်လေးရောင်းရမှလို့ထင်တယ်ပဲရှောင်းလို့မဖြစ်ဘူးဒီကနေ့နဲ့အလာဘတ်တို့အပေါ်မှာ28မှတ်စီရှိတယ်ဒီနေ့တည်းကပထမအကြောကိုကြည့်မယ်ဆိုရင်ပထမအကြောမှာတော့ဆယ်တာဘီကူက1ရီနဲ့နိုင်ပြီးအနီးကနက်ကတော့မိထားတာပဲပေါ့ဒါရှိဆယ်တာဘီကူရဲ့ကာရာဖောင်နဲ့ပြည့်တဲ့အချိန်မှာဂျွန်းပြန်အောင်ကောင်းနေတာပဲ6ပွဲသက်ရှောင်းမှမရှိဒါမှဒီအသင်းအတက်ပြန်ဆော့တဲ့အသင်းဖြစ်တဲ့အတွက်ဂိုးရီကပြန်ပြန်ပေးရတယ်ပေါ့ဗျာဂိုးရီပြန်ပြန်ပေးထားတာတွေ့ရတယ် ဟုတ်ပြီကျွန်တော်ဒီအာလက်ပါမစအပင်ရဲ့လက်ရှိအခြေအနေကိုကြည့်မှဆိုလို့ရှိရင်သူစောထားတဲ့ဝေးခွင်း၅ဘွဲကိုကြည့်မှဆိုရင်အတဘွဲတည်ရအောင်၄ဘွဲရှုံးထားတယ်ဗျာအဲ့၅ဘွဲမှာဆိုကျွန်တော်၄ဘွဲတိတိဂိုးကိုပြန်တွင်းထားတာတွေ့ရတယ်မီလန်တိုလစ်မာယော့ကာဂျီရိုနာရီယယ်မက်ဒစ်ဆိုတဲ့အသင်းတွေကိုသူကဘူးပြန်တွင်းထားတာမျိုးတော့တွေ့ရတယ်ပေါ့နော်ဆိုဒီပွဲစဉ်မှာကျွန်တော်လက်ပါမစတကူးတွင်းထားတာဆိုရင်ကျွန်တော်တေချာပေါက်ဘူးပေါ်ဖြစ်မှာဗျာ ဒီနေ့တင်း head to head ဘိုင်းကိုချိန်မဲ့ပြင်ဆက်တာပြီးဘောအများအားအသာပြရထားတာတွေ့ရတယ်ပေါ့နော်နောက်ဆုံး၅ချိန်မှာဆိုရင်၄ချိန်၉ဘော၃ချိန်၉အောင်ဆက်တာပြီးဘော၄ချိန်အောင်နိုင်ထားတာတွေ့ရတယ်ပေါ့ဗျာအရင်ကပေးထားတဲ့ပေါက်ချီတဲ့ဒီထက်ဒီလောက်ထိမပြင်းဘူးဗျာဒီတစ်ခါတော့တော်တော်လေးပြင်းနေပေးထားတာချီပေါ့နော်သလုံးတည်သလုံးတစ်ဆယ်ဆောင်းဆိုတာကနိုင်ကျွန်တော်ဖက်ကဘူပေါင်းကြီးပဲဘူပေါင်းကြီးဘူပေါင်းကြီးပဲအောင်လို့များတယ် ဘော်ဒီကြီးကပြေးပါနိုင်တယ်ဘာဖြစ်လို့လဲမသိရင်တော့ကျွန်တော်တို့ပြန်ရမှာပေါ့ဗျာ refund ဖြစ်နိုင်တယ်ပေါ့နော်လက်ရှိ setup ပြီးတော့လည်းဘယ်နဲ့ဘူးပြီးထားတော့ဆိုတော့ဗျာကျွန်တော် one spot ပေါက်ကြီးတွေကိုကြီးမှာဆိုလို့ရှိရင်တော့ one spot မှာဖွင့်ထားတယ်ဟိုတင်းတူ square yes ကိုကြီးမှာဆိုရင်တထောင်လောက်ရှိရ no ဆိုရင်900ရမှာဒီပွဲတွေမှာတော့ဘိုတင်းတူ square yes ပြဖို့များနိုင်တယ် မိနစ်90အတော်တည်းမှာအနည်းဆုံး3လောင်းဖြစ်မှာဆိုရဲခြေဖွင့်ထားတယ်။မိနစ်90အတော်တည်းမှာဆက်တာပြီးကိုနှလုံးထည့်မယ်ပေါ့ဗျာ။လက်ပါမစရတလုံးတော့ပဲရမယ်ဒါမှတော်တော်လေးချက်ချင်းမဲ့ဆိုရဲခြေဖွင့်ထားတယ်။ကျွန်တော်လက်ပါမစရုံးလာမယ်လို့ထင်တယ်ဗျာ။ဒီပွဲထဲမှာကျွန်တော်ကဆက်တာပြီးကိုနိုင်တော့မှ2-1လောက်ပဲထင်တယ်။2-1ပါနော်။ဆရာကျွန်တော်ဒီပွဲမှာဒီပွဲထဲမှာဘိုတင်းတူစကောရက်ဆိုတာထူဖို့အကြံပေးခြင်းနဲ့ပေါ့နော်ပြီးရင်ဂိုးပေါင်းအပေါ်ပဲကျွန်တော်ကြိုက်ပါတယ် ဟောဒီထိုးချင်တယ်ဆိုလို့ရှိရင်ဖီလ်တာဘီကိုပါပါလေးရိုက်ချင်တယ်ရိုက်ကြည့်ဖို့ထိုးချင်တယ်မျိုးကိုတကယ်လို့မရဲဘူးဆိုရင်မထိုးနဲ့ပေါ့ဗျာ။ဘာလက်ပါမစကတန်းနဲ့ဆောင်နဲ့မှရှိတဲ့ရောင်းလာနိုင်တဲ့တာ။ဆိုတော့ကျွန်တော်ဒီနေ့ရွေးချယ်ပေးခဲ့တဲ့အသင်းကတော့ a use for one of body pain အာဒါဆက်တာဘီကိုပွဲစမှာတော့ကိုမောင်းအပေါ်ပေါ့ဗျာ protein to score yes ရာဇီယိုနဲ့တိုလီနိုမှာဆိုတိုလီနို body ပေါ့ဗျာ။အင်ဗီရိုနာနဲ့ပါမဆိုလို့ရှိရင်တော့ကျွန်တော်ပါမ ဘော်ဒီပပလေးရိုက်ဖို့ကျွန်တော်ပြောခဲ့တယ်ပေါ့နော်မိကိုရအားလုံးအဆင်ပြေကြပါလိမ့်မယ်အားလုံးအဆင်ပြေကြပါလိမ့်မယ်နေကောင်းချမ်းသာချမ်းသာတော့ပါဒီပမာပီးလည်းငြိမ်းချမ်းသာလေလားတော့ခရောက်တဲ့လူတွေအားလုံးလည်းဘေးအန္တရာယ်နဲ့အများဆုံးကင်းဝေးပါပြီလို့ဆုတောင်းပေးပါတယ်